အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့အခု update patch မှာ တော်တော်များများ hero တွေကိုမထီကလုတ်ထီကလုတ်ကူတောင်းလေးတွေလောက်ပဲ buff ပေးထားတဲ့အချိန်မှာ impact ကြီးကြီးမားမားမတွေ့ရဘူးဗျအဲ့ဒီအချိန်မှာ impact ကြီးကြီးမားမားပြောင်းလဲသွားတဲ့ကောင်ကတော့၃កောင်တော့ရှိတယ်ဘာကောင်တွေလဲဆိုတာကိုတစ်ချက်ကြည့်လိုက်အောင်နံပါတ်၁ကတော့ header ပဲဖြစ်ပါတယ် ခီရာကိုဘာဘတ်ပေးလိုက်လဲဆိုတော့သူ့ရဲ့ passive ဖြစ်တဲ့ခြုံထဲဝင်လိုက်ရင်ရတဲ့ and his basic attack ရဲ့ damage ကိုနှစ်ဆအထိကိုတိုးပေးထားပါပြီဗျပထမ update မှာရှိတဲ့ damage scaling ကဒီလောက်140 + 70% total physical attack ကနေ110 + 130 total physical attack အထိကိုတိုးပေးထားတာဒါတော့မှပထမက9 + hero level ကနေ scale တာဖြစ်ပြီးတော့အခု hero ကတော့12 plus hero level နဲ့ scale တာဖြစ်တယ်ဗျအဲ့လောက်အထိကြီးကိုတိုးပေးလိုက်တာဗျပြောရရင် early damage ကတော့အရင်မများဘူးဒါပေမဲ့ damage item တွေထွက်လာရင်ထွက်လာလို့ day gain damage ကတော်တော်ကြီးကိုပြင်းပါပါအရင်တုန်းကဆိုရင်ပုံမှန်အားဖြင့် hider က lay gain မှာ potential ကျတတ်တဲ့ထုံးစံရှိတယ်ဒါပေမဲ့အခု hider ကတော့အရင်တုန်းကလိုမျိုး lay gain power ကျတဲ့ပြဿနာမရှိတော့ဘူး လေရင်းရောက်လေလေသူ့ရဲ့ passive က enhance basic attack ရဲ့ damage ကပိုပြီးတော့ပြင်းလေလေရနောက်တစ်ကောင်ကတော့ Sicilian ပါသူ့ကိုတော့ဘာ buff လိုက်လဲဆိုတော့ early game bad impact က mana cost ကိုတော်တော်ကြီး short ချပေးတာတယ်အစတော့က bad impact တစ်ချက်သုံးပြီးတိုင်းကို mana cost increase ဖြစ်တဲ့ဇာရိုးက1.8ဇာရိုးကနေပြီးတော့အခုဆိုရင်တော့1.5အထိ ျော့ချလိုက်တာဗျပြောချင်တာကအာလီဂိမ်းမှာဘက်အင်ဘက်ကိုဇက်တိုက်စပန်နေလို့ရမှာဖြစ်တယ်မာနာကုံသွားမှာကိုလည်းအရင်ကတော့ကြောက်စရာမလိုတော့ဘူးဗျအရင်ကဆိုရင်မာနာအိုက်တမ်တစ်ခုခုရှိတော့မှလားဘက်အင်ဘက်ကိုဇက်တိုက်စပန်လို့ရနေမှာဗျကဲနောက်ဆုံးတစ်ခါကတော့နိုလန်ပါ စာထဲမှာတွားဖမ်းမယ်ဆိုရင်တော့နိုလန်ကိုဘတ်ပေးထားတာတွေကကူးတောင်းတွေပဲရှော့ပေးထားတာဒါပေမဲ့နိုလန်ရဲ့ power spike ကို passive တွေနဲ့ rift တွေဖွင့်ပြီး damage ပေးရတဲ့ကောင်မို့လို့ကူးတောင်းတွေရှော့လိုက်တဲ့အခါမှာ hero တကောင်ရဲ့ power ကိုတင်ပေးလိုက်တယ်လို့ပါပဲအဲ့ဒါကြောင့်မို့လို့ fan main ဘက်မှာလည်းပို့ပြီးမြန်မာဖြစ်တယ်လို့ ဗတဲ့အဝင်ထွက်တွေလည်းပို့ပြီးတော့ကြမ်းတော့မှာပဲဖြစ်တယ်ဗျ။ကဲအဲ့တော့ဒီကောင်တွေထဲမှာဘဲကောင်ကိုဘတ်ပေးလိုက်တာအန်နာရိတ်အဖြစ်ဆုံးလို့ထင်လဲ။ brother အနေနဲ့ရောဘယ်လိုထင်လဲဆိုတာနဲ့ပတ်သက်ပြီး comment တွေမှာရေးခဲ့ပေးလို့ရပါတယ်။စုံနီးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။